ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ရှာလန်နီဟာသူယောက်ခမကအိမ်တွင်မှုကိစ္စတွေမှာသာတော်ယုံတင်မကဘဲနဲ့တခြားသောကိစ္စတွေမှာပါအယံတော်တဲ့သူဆိုတာကိုရှာလန်နီမသိခဲ့ပါဘူး။ရှာလန်နီကရူတီနဲ့ဟင်းကိစ္စကတော့တော်တော်လေးကောင်းမွန်ပါတယ်။ဒါပေမဲ့လည်းသူရဲ့ယောက်ခမမာဒီတယောက်ဟာသူ့ကိုမကြီးချင်တဲခိုင်းမယ်လို့ရှာလန်နီကမထင်ခဲ့ပါဘူး။ ါလို့လဲဆိုတော့ရှာလန်နီကအိမ်နာမပြုတ်ခင်ကလေးကချင်းဆက်သက်နှက်ကိုတခါမှမလုပ်ဘူးပါဘူး။ရှာလန်နီတို့အိမ်မှာကအသင့်ဝယ်ချင်းဆက်သက်နှက်တွေပဲစားကြတာကြောင့်မလို့သူ့ရဲ့အိမ်မှာချင်းဆက်သက်နှက်တင်တာကိုတခါမှမမြင်ဘူးခဲ့ဘူး။အဲဒါကြောင့်ပဲရှာလန်နီကသူ့ရဲ့အမေစီကိုဖုန်လန်းဆက်လိုက်ပါတယ်။မမေတမီးဘာလို့ရတော့မလဲမသိဘူး။ဒီမှာရှိတဲ့တမီးရဲ့ယောက်ခမကတမီးလောက်တဲ့မကြီးချင်ကိုပဲစားချင်တယ်ဆိုပြီးပူစားနေတယ်။မေမေလည်းသိပါရဲ့ ။သမီးရတခါမှမကြီးစင်ကိုမတဲဘူးလေ။သမီးရချင်းဆက်တနတ်ကိုဘသူမှမလောက်ခိုင်းဘူး။အဲ့ဒါကြောင့်ပဲသမီးရချင်းဆက်တနတ်ကိုအိမ်နီးချင်းနေစီမှာမှလောက်ခိုင်းတာလေ။ကျမမုံဈေးကပဲဝယ်စားနေကြလေ။ဒါပေမဲ့အခု သမီးတို့ဈေးကနေဝယ်ခိုင်းလိုက်ရင်ရောက်ကမသိသွားမှစိုးရိမ်နေ။မဟုတ်ပါဘူးသမီးရဲ့။ယောက်ကမကတမီးဘာမှမလုံးမသာတမီးကိုပြောမှာတမီးကိုမှားလိုက်တာကိုမလုံးနိုင်ဘူးတမီးကိုပြောမှာပါ ဟုတ်ပါပြီအမေသမီးဘာလို့ပေးနိုင်မလဲကြည့်လိုက်အောင်မယ်အခုသမီးဖုံးချလိုက်တော့မယ်နော်ရောက်ခမကြီးကလှမ်းခွန်နေပြီရှာလန်နီသမီးထွက်ခဲ့ပါအောင်အမေတို့စားချင်တဲ့ချင်းဆက်တက်နှက်လို့ဖို့အတွက်အမကြီးသေးတွေရောက်လာပြီသမီးဓာရီကိုရေးဆေးပြီးနေလန်းထားလိုက်နော်ပြီးကြမှာပဲအမွေးဆိုင်ကိစ္စတွေကို သမီးဆက်လုပ်လိုက် အမေတို့မကြီးသေးရင်အလေးချိန်20ကီလိုတဲရမယ်။ဒါပြင်အမေတို့အိမ်မှာကဓလေ့ထုံးတန်းတစ်ခုရှိတယ်။ ချင်းဆက်တနတ်ကိုချွေးမအစ်တကဆလုပ်တဲ့အခါအဲ့ဒီချင်းဆက်တနတ်ကိုဆွေမျိုးတွေစီပို့ပေးရတယ်။အဲ့ဒီခါကျဆွေမျိုးတွေအားလုံးကသမီးရဲ့မကြီးသေးချင်းကိုစားရမယ်။အဲလိုသားဆိုဆွေမျိုးတစ်တိုင်လုံးကသမီးရဲ့ချင်းဆက်တနက်ကိုစားပြီးတော့ချီးကျူးကြလိမ့်မယ်။ပြီးတော့အမေတို့အိမ်တွေမှာကလည်းချွေးမအစ်တတိုင်းကိုရင်တဲတဲ့မကြီးချင်းကိုယူလာလေးရှိကြတယ်။ချွေးမတွေအားလုံးကအရန်အရသာရှိတဲ့ချင်းဆက်တနက်တွေကိုတင်နိုင်ကြတယ်။ အမေချွေးမလေးကိုလည်းလူသားရဲ့ရှေ့မှာချီးကျူတာခံရတဲ့သူဖြစ်စေခြင်းနဲ့ဒါကြောင့်ချွေးမလေးအရန်ရသာရှိတဲ့အချင်းဆက်တနက်ကိုတဲလိုက်ပါနော်ဟုတ်ဟုတ်ပါတယ်အမေညနေကျရင်တမီချင်းဆက်တနက်တဲလိုက်မယ်နော်မနက်စောစောကိုတော့မကြီးသေးတွေကိုနေလန်းလိုက်ပါမယ်အမေကတော့ညမရဲ့ရောက်ခမအိမ်သွားရမယ်လာမယ့်အပတ်မှာသစ္စာနာရရှန်ပူဇာရှိတယ်သူကအမေနဲ့အတူဈေးသွားဝယ်မှာအမေပြန်လာရင်လည်းညနေရောက်နေပြီ။ ။တမီကခြင်ဆက်တနက်ကိုတဲပြီးအစင်းနဲ့လှုပ်ထားလိုက်ပါ။ရှာလန်ရဲ့ရောက်ခမမာတီကတော့ညီမရဲ့ရောက်ခမအိမ်ကိုလဲဖို့အတွက်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့တဖက်ကရှာလန်ရဲ့စိတ်ထဲမှာတော့အတွေးရိအလုံးကလဲထွက်နေပြီပဲဖြစ်ပါတယ်။ရှာလန်တယောက်က20ကီလိုရှိတဲ့မစည်းသီးတွေကိုမြင်ပြီးကြောက်ရွံ့သွားပါတယ်။မင်းသာမကြီးသီးချင်တဲတက်ချင်ကိုလဲတေချာပေါကူညီပေးမှာပေါ့ဒါပေမဲ့မကြီးသီးချင်ကိုခဏထား ကိုကလက်ဖက်ရည်တစ်ခွက်ဖြော်တာကိုတော့အမေကိုလှမ်းကြည့်နေရတယ်။ကိုကမိဖို့ကြောင့်အလုပ်ဘာမှမလုပ်တတ်ဘူး။မင်းသာအမေတို့ရဲ့သူဖြစ်ရင် ကောင်းမှာပဲ။ကျွန်တော်တို့ကိုတရရရလောက်လာကူညီပေးကြပါဦး။အခုဆိုရင်မနက်ခင်းကနေနေ့လယ်ခင်းရောက်လာခဲ့ပါပြီ။ရှာလန်နီတယောက်ကတော့မကြီးသီးတွေကိုရေးစေးပြီးနေလန်းပြီးထားပြီ။ဒါပေမဲ့သူကမကြီးသီးအစိမ့်လိုက်တွေကိုမလုပ်ရမှန်းမသိတော့ပါဘူး။ ရှာလန်ဒီကအဲ့ဒီနေရာမှာပဲထိုင်ရင်းနဲ့အချိန်တွေကလည်းတဖြည်းဖြည်းကုန်သွားပါတယ်။အခုချိန်ရှာလန်ဒီတရာကြောင်းနေတာကတော့သူ့ရဲ့ရောက်ခမအသက်ရှူလိုက်တာနဲ့သူမအနေနဲ့ချင်းဆက်သက်နဲ့မတရားသေးတာကိုသာမြင်ရင်ဒေါသထွက်မှာဆိုလိုပါပဲ။အဲဒါကြောင့်ရှာလန်ဒီကအယံကိုစိတ်တကြနေပါတော့တယ်။ငါအခုဘာလုပ်ရမလဲ။ငါဘာမှနားမလဲတော့ဘူး။အမေကငါ့ကိုဒီချင်းဆက်သက်နဲ့ကိုတဲခါလိုက်တာ။ အခုဒီလေးထားတဲ့မကြီးသေးတွေကိုငါဘာလုပ်ရမလဲဖုန်းထဲကနေဗီဒီယိုကြည့်ပြီးချက်လေးကိုလေ့လာရင်တော့ငါကမကြီးသေးကိုမတည်နိုင်ဘူးအခုငါမကြီးသေးရှင်တဲဖို့အတွက်အမှန်ကန်တဲ့နီလန်းကိုရှာတွေးဖို့မလားတော့မသိဘူးတခြားချင်းစားတနတ်တစ်ခုခုကိုမထင်မြင်လဲငါကဒဏ်ခံရလိမ့်မယ်ရှာလန်နီတယောက်ကအဲ့ဒီနေရာမှာစဉ်းစားနေတော့သူ့ရဲ့ရောက်ကတိဖြစ်သူရောက်လာခဲ့ပါတယ်အော်တမီးယာချင်းစားတနတ်တဲဖို့ပြင်ဆင်နေတာကို အဖေကနီကဲလားစိတ်ကိုချင်းဆက်တဲ့နဲ့ချက်ဖို့ကြွားမာလိုက်တာအခုမင်းရဲ့ရောက်ခမဘမလဲပါဘူးကြီးအမေကဦးလေးရဲ့အိမ်ကိုသွားတယ်အမေကတော့နီကဲလားစိတ်ကိုမနှက်ပြန်မှအယူလာခဲ့ခိုင်းမယ်လို့ပြောတယ်ဒီနေ့ဒါကိုတော့ယူသွားလိုက်မယ်ဒါနဲ့သမီးကချင်းဆက်တဲ့နဲ့အတွက်ကြံတဲ့အမွေးဆိုင်တွေအကုန်ထုတ်ပြီးပြီလားအမွေးဆိုင်တွေကိုစနစ်တကျထားပါအမွေးဆိုင်တွေက ရော့တာပိုတာမရှိသင့်ဘူး ။မကြီးသေးစင်မာကအမွေးဆိုင်တွေကို ပမာဏမမတ်သေးဖို့အရန်အရေးကြီးတယ်။မဟုတ်ရင်မကြီးသေးစင်ကပျက်စီးသွားလိမ့်မယ်နော်။ဘာဘူးကြီးအဖေကမကြီးသေးစင်တဲရကိုတိထားတာလား။ဟုတ်တယ်သမီး။ငါကမကြီးသေးစင်တဲတတ်တယ်လေ။အဲ့ဒါကိုမင်းရဲ့ရောက်ခမမပြောပြဘူးလား။မာတီဒီအင်ကိုလက်ထပ်ပြီးရောက်လာတော့ငါမေကသူ့ကိုချင်းဆက်တနက်တဲခိုင်းနေ။ဒါပေမဲ့မာတီကသူ့တဲတဲ့ချင်းဆက်တနက်ကမပြတ်စည်းပဲမနေနိုင်ဘူးလို့ငါ့ကိုပြောပြတယ်။ ငါတို့နေရာစလုံးအဲ့ဒီကိစ္စကိုဘယ်သူမှမပြောဘဲနဲ့ဖုံးကွယ်ထားခဲ့ကြတာ။ရာဘီတောင်ဒီကြောင့်မသိဘူး။တမီကဂျီနေငါ့ကိုမေးတော့မှဂျီလေးဝက်ချက်ကိုပြောပြတာ။တကယ်လားဘာဘူးကြီး။အဖေကမကြီးသီးရှင်တဲတဲ့ရင်ကျေးဇူးပြုပြီးဒီတစ်ခါလေတမီကိုတဲပေးပါဦး။တမီကမကြီးသီးရှင်မတဲတဲ့ဘူး။အဲ့ဒါကြောင့်အခုစိတ်ပူနေတာ။အဲ့ဒီကိစ္စကိုရာဘီလည်းသိပါတယ်။ဒါပေမဲ့သူကလည်းဂျီကိစ္စတွေနဲ့ဝေးနေတာ။ တမီးကလည်းဘသူ့ကိုမှမပြောပြဘူးဘူးဖာဘူးကြီးကျေးဇူးပြုပြီးဒီကိစ္စအတွက်တမီးကိုကူညီပေးပါ အမွေးဆိုင်တွေသာမြန်မြန်ပေးပါငါမီးနေပိုင်းတွင်ချင်းဆက်တဲ့နှက်ကိုတဲလိုက်မယ်အိုးဝိုးအဖေအဖေဟာမကြီးသီးစင်တဲနေရလားအခုသမီးလဲအမှန်တရားကိုသိသွားပြီဆိုတော့သမီးတို့နှစ်တိုင်းလက်ညိုးရဲ့အစားခဲ့ကြတဲ့မကြီးသေးချင်းကငါတဲထားတယ်ဆိုတာကိုလည်းသိတဲ့နေဒါပေမဲ့မင်းမေက မိသားစုထဲမှာနာမည်ကောင်းရဖို့အတွက်အကျွေးတွေအကုန်လုံးကိုယူထားတာရှာလန်ဒီရဲ့ရောက်ခမကြီးရဲ့စကားတော်မဆုံးသေးဘူးချင်းဆက်တနက်ကလည်းမတည့်ရသေးပါဘူးဒါပေမဲ့အဲ့ဒီချိန်မှာမာတီရောက်လာပြီးတော့သူ့ခင်မွန်ချင်းဆက်တနက်တည်နေတာကိုမြင်လာနဲ့ဒေါသထွက်သွားတယ်။ဖာဘူးကြီးအမေလာနေပြီသူ့ဒေါသထွက်လိုက်မယ်။အော်မဟုတ်ပါဘူးမကြောက်ပါနဲ့မာတီငါဘာမှမပြောပါဘူးချွေးမအစ်စ်ကချင်းဆက်တနက်တည်ရမယ်လို့ငါပြောထားတယ်လေ။ ဒါဆိုဒါရီကဘာတွေလဲဘာလို့သူအရှင်ကိုတဲခိုင်းနေတာလဲရှင်ဘေးဖယ်နေရှာလန်နီကိုတိုင်းပဲခြင်ဆက်တနက်ကိုသူ့လက်နဲ့တဲပါစေချွေးမလေးအမေကတမီးကိုတခုတည်းပြောတာကိုတော့တမီးကမလုံနိုင်ဘူးတမီးလူကြီးတွေကိုလေးစားတတ်အောင်နည်းနည်းလောက်လေးလာပါအောင်တမီးကကြီးအရဲ့ချွေးမအစ်တစ်ဖြစ်လာပြီအဲ့ဒါကိုတမီးကအမေပြောတာကိုဘလို့လို့လင့်လို့ရှူရတာလဲအခုအမေပြောတာကိုတမီးကခယူးမဆိုင်ရင် နောက်ကျတမီဘာရီဆက်လုပ်မလဲဆိုတာအမေမသိဘူး။ဒါမှမဟုတ်တမီကအမေကိုစော်ကားနေတာလား။အဲ့ဒါကိုပဲတမီကလိုချင်တာလို့ပြောရမလား။တော်လိုက်တော့မကြီး။မင်းအရင်ဆုံးအမှန်တရားကိုပြောပြလိုက်။မင်းအချိန်ကြာကြီးလိန်ပြောနေတာငါသိတယ်။အဲ့ဒီအချိန်မှာပဲရှာလန်နီတယောက်ကမျက်ရည်တွေဝဲလာပြီးတော့စတင်ကငိုပါတော့တယ်။အမေရှာလန်နီကမကြီးသေးစင်မတဲတတ်ဘူး။ရှာလန်နီကသူ့ရဲ့အိမ်မှာတခါမှမကြီးသေးခြင်းကိုတဲဘူးတော့မဟုတ်ဘူး။ အနည်းဆုံးအမေကရှာလန်နီကိုတစ်ခါတော့မေးတင်တယ်လေအင်ကိုရောက်တာနဲ့အမေကသူ့ကိုစပီးဆူတော့တာပဲမာဂျီမင်းလည်းဒီအကြောင်းတွေအားလုံးကိုကောင်းကောင်းသိပါတယ်မင်းရဲ့ချင်းဆက်တနတ်တွေက မပြတ်စည်းပဲမနေဘူးဆိုတာလေအစားတော့ကမင်းလည်းငါ့ကိုလက်ထပ်အစားတော့ကမင်းရဲ့ပြဿနာတွေငါ့ကိုပြောပြခဲ့တာပဲမင်းရဲ့အိမ်ကလူတိုင်းရဲ့ချင်းဆက်တနတ်တွေကမပြတ်စည်းပဲနေပေမဲ့မင်းရဲ့ချင်းဆက်တနတ်က မပြတ်စည်းပဲမနေဘူးလို့လေ ဒါကြောင့်မင်းကားငါ့ကိုလေးဝက်ပြီးချင်းဆက်တဲ့နဲ့တဲပေးဖို့တောင်းဆိုခဲ့တယ်။အဲ့ဒီတွေကနေစပြီးငါတို့တွေလက်ထပ်ပြီးတာနှစ်ပေါင်းများစွာကြာခဲ့ပြီ။ငါမင်းတို့အနစ်စင်မကြီးသေးချင်တဲပေးနေခဲ့တယ်လေ။ရှာလန်နီကိုလည်းမင်းအိတ်လိုပဲဆက်ဆံပါ။သူချင်းဆက်တဲ့နဲ့တဲတတ်တာမသိရင်ငါတို့ကူညီပေးလို့ရတယ်။ဘသူကသိမှာလဲ။ရှာလန်နီက ချင်းဆက်တဲ့နဲ့ကိုကောင်းကောင်းတဲတတ်အောင်သင်ယူသွားနိုင်တယ်။အဲ့ဒီချိန်ကစပြီးဒီချင်းဆက်တဲ့နဲ့တွေကိုသူတဲလာနိုင်နိုင်မယ်။ မင်းကလည်းချွေးမရဲ့ချင်းဆက်တနတ်ကိုစားရလိမ့်မယ်။ရှာလန်နီရဲ့ချင်းဆက်တနတ်တွေတေစာပေါင်ပြက်စီးပဲနေလိမ့်မယ်ဆိုတာငါကောင်းကောင်းသိတယ်။ပြီးတော့ငါရှာလန်နီကိုချင်းဆက်တနတ်တဲနီတင်ပေးမယ်။မင်းငါ့ကိုဒီကိစ္စမှာကူညီခြင်းသေးလား။ဒါမှမဟုတ်မင်းဆက်ပြီးမန်မာနာကြီးနေခြင်းသေးလား။ဟုတ်ပါတယ်။ရှင်ပြောတာမှန်ပါတယ်။ကျွန်မချွေးမလေးကိုတမီးလိုဆက်ဆံတင်တယ်။เจ้ามามาเด้ชาลันนี่ตะมี้อขွင့်หล่นไปบ่แม่เม้ ကျောင်းမန်နေလို့မပြောပါနဲ့အမေတမီလောက်တဲ့ချင်းဆက်တနတ်ကိုပဲစားရမယ်လို့တမီခရီးပေးပါရယ်တမီဘာမူကြီးစီကနေချင်းဆက်တနတ်တန်နီကိုကျူးကျူးစားနဲ့တင်ယူပါမယ်ရှာလန်ဒီကသူယောက်ခမကိုဖက်လိုက်တယ်။ရန်အနေငယ်ကြတော့သူမကသူယောက်ခမကြီးရဲ့စီကနေတင်ပြီးတော့မကြီးချင်တန်နီကိုတင်ယူပြီးကိုရိုင်းတဲပြလိုက်တယ်။အဲ့လိုကိုရိုင်းတဲလိုက်တဲ့ချင်းဆက်တနတ်တွေကအရန်ကောင်းပြီးတော့အရန်လဲရတာရှိပါတယ်တဲ့ ချွေးမလေးရှာလန်ဒီကအမကြီးတီးချင်လုံးဝမတည်တတ်တဲ့အတွက်ရောက်ကမမော်ဂျီရဲ့အမိန်ကိုကြောက်ရွံ့ခဲ့ရပါတယ်။ရောက်ကမဖြစ်သူကအမှန်တရားကိုဖွင့်ချလိုက်ပြီးတော့မော်ဂျီကိုစကားပြောကာဆုံးမခဲ့တယ်။နောက်ဆုံးမှာတော့မော်ဂျီကလည်းနောင်နာရပြီးတော့ရှာလန်ဒီကိုတောင်းပန်ခဲ့တာပါ။ရှာလန်ဒီကလည်းရောက်ကမစီကနေချင်းဆက်သနတ်တဲနီးကိုတင်ယူပြီးတော့အရသာရှိတဲ့ချင်းဆက်သနတ်တွေကိုကိုယ်တိုင်တင်နိုင်သွားပါတော့တယ် ဟုတ်ကဲ့ပါရှင်ဇလံလေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါဦးနော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်